ရောင်းခဲ့ပေမဲ့ sound chain line ကိုအကွဲအကွဲအပြဲပြဲဖြစ်အောင်လုပ်ပြခဲ့တဲ့ထန်ခွေရှင်း brand name လောက်ပဲမိလားဗျာကြော်ကြမယ်မေ sport channel ကနေပြန်လည်ကြိုလိုက်ပါရင်ထန်ခွေရှင်းကတော့ sound chain line ကိုအမှတ်နဲ့ရှင်းနေသွားခဲ့ပေမဲ့မြန်မာ brand တဲ့ရဲ့လက်ခုံးတန်နဲ့နှလုံးသားကောက်တော့တိမ့်ပိုင်နိုင်ခဲ့ပါရင်ဒီပွဲဟာထန်ခွေရှင်းအတွက်ပထမဆုံးသော one championship ပွဲလေးဖြစ်နိုင်ငံကပွဲလေးဖြစ်ခဲ့ပါရင်ဒီလိုပွဲမျိုးမှာတန်ခွေရှင်းဟဲ့လို Minute Fighter တယောက်အတွက်အတော်လေးကိုဖိအားများလို့နဲ့နေထားဖြစ်ပါရင်ဒါမှမဟုတ်တန်ခွေရှင်းနဲ့ရှင်ပြန်ရတဲ့ Time Fighter Sound Chain တိုင်းဆိုတာကလည်းသူ့ရဲ့ကစားမဘွားမှာ ဖွဲပေါင်း80လောက်အထိရှင်ပြိုင်ထိုးသက်ထားခဲ့တဲ့ဝိုင်းမွေတိုင်းဖိုင်တာတယောက်ဖြစ်ပါရင်နောက်ပြီးဆောင်းချန်တိုင်းကဝိုင်းချန်ပီယံရှစ်မှာလည်းဖွဲပေါင်း10ဝဲအထိရှင်ပြိုင်ထိုးသက်ထားခဲ့ပြီးဘိုးဝဲဆက်တိုင်ပေါင်းအနိုင်ပြထားခဲ့တဲ့စွမ်းဆောင်ရည်မှတ်တမ်းကားကိုပိုင်ဆိုင်ထားပါရင်ဒါကြောင့်ဘလိုပဲကြည်ကြည်ဘယ်နေရာကပဲကြည်ကြည်ဆောင်းချန်တိုင်းကထန်ခွေရှိန်းထက်အစာပေါင်းများစွာတာလွန်နေတဲ့အနေအထားဖြစ်ပါရင်ဒီလိုအချိန်မျိုးမှာထန်ခွေရှိန်းတို့မင်းနက်တစ်ဖိုင်တာတယောက်အနေနဲ့အတော်လေးကိုဖိအားများလွန်လာပါရင်တချို့ဆိုရင်ဒီလိုကိုယ့်ဘက်ကအဆက်ဆက်ရာနေပါတဲ့အချိန်မျိုးမဟုတ်တာတော့မှဖိအားတွေဝင်ပြီးစွမ်းဆောင်ရည်ကောင်းနေပြသနိုင်ခြင်းမရှိတတ်ပါဘူးဒါပေမဲ့ထန်ခွေရှိန်းကတော့ဒီလိုမဟုတ်ပါဘူးအသေးကောင်းက ောင်ဆွဲကောင်းကောင်းနဲ့ဆောင်းချိုင်တိုင်းကိုတော့မှကွဲပြဲသွားစေခဲ့တဲ့တီလို့ပြနိုင်ခဲ့ပါတယ်။ ။ထန်ခွင်ရှင်းကပွဲကိုရှိမနေဘူး။စင်မစကြဘူးပရိသတ်တွေရဲ့အားပေးတန်တွေကိုဖိအားဝင်မနေဘူး။သူလုံးဆရာရှိတာကိုပဲတခုချင်းလုံးဆောင်သွားခဲ့တယ်။ဒါပေမဲ့အခုမှနိုင်ငံပွဲဥထွက်ဆိုတော့လေအတွေ့အကြုံပိုင်းကနည်းနေသေးတာကြောင့်မလို့အပဲစိတ်လုံးနေကဒီအချက်ကပဲအမားလေးတွေကိုကျိုးလွန်လိုက်ပြီးတယ်လို့ဖြစ်သွားစီခဲ့ပါရီ။ဆောင်းချိုင်းတိုင်းလိုကုတ်တဲ့ AR ကြီးတဲ့ပြန်ပြန်မျိုးနဲ့ရင်ဆိုင်ရတဲ့အခါမှာအမားသေးသေးလေးတောင်မှပြန်ပြီးပေးဆက်ရတာကကြီးမားသွားနိုင်ပါရီ။ဒါကြောင့်လေဆောင်းချိုင်းတိုင်းကိုပွဲပြန်းနေအောင်လုပ်ပြချခဲ့ပြီးပါမှာနော်ရောင်းကျသွားခဲ့ရလို့အမှန်စင်ရေခံလိုက်ရပြီ။ဒါကပဲထန်ခွေရှင်းအတွက်အရှုံးရလက်ကိုဥတီသွားစီခဲ့တာဖြစ်ပါရီ။ ပွဲကတော့တော်လေးကြည်ကောင်းပါတယ်။နှစ်အောင်စလုံးဆိုင်ထိုးပြိုင်ထိုးခဲ့ကြတာပွဲချီပြလာတော့မမရခဲ့ကြပါဘူး။ပွဲရဲ့တန်ဖိုးကလည်းတချီပြီးတချီမြင့်တက်လာပါတယ်။ထန်ခွေရှင်းကိုသဘောကျတာကဆောင်းချိုင်းတိုင်းတင်လိုက်တဲ့ပွဲရဲ့တန်ဖိုးကိုမိအောင်လိုက်ကစားပြနိုင်တာကိုပါ။ဒါပေမဲ့စိတ်ကလောနေတဲ့လောကြောင့်ပြာတလို့ဖြစ်နေခဲ့ပြီးထိုးသက်ပုံတွေမထီရောက်တလို့ဖြစ်နေခဲ့ရပါတယ်။ဒါကြောင့်ကိုကတိုင်းဆင့်ဆင်လိုက်ပြီးပဲဆောင်းချိုင်းတိုင်းကဒါကိုကာကွယ်လိုက်နိုင်ပြီးတမန်တိုင်းဆင့်ပြန်ကစားတဲ့အခါမှာထန်ခွေရှိန်အထင်လာခဲ့ပါတယ်။ ခြေခံချက်နေတောက်လျှောက်ထိခဲ့ပါတယ်ဒါပေမဲ့နိုင်ငံပွဲအတွက်အခုမှကစားရတဲ့မင်းနဲ့တဲ့လူငယ်ဖိုင်တာလေးတယောက်စီကနေဒီလောက်ထပ်ပို့ပြီးကျွန်တော်တို့မျှော်လင့်လို့မရပါဘူးထန်ခွေရှင်းကဆောင်းချနိုင်ကိုတုံးချီလို့ပြိုင်တုံးဆိုင်လို့ပြီးရင်ဆိုင်ခဲ့ပြီးတော့အကွဲအကွဲပြပြဖြစ်အောင်လုပ်ပြနိုင်ခဲ့ပါတယ်ဆောင်းချနိုင်ကိုဒီလောက်ထိလုံးပြနိုင်တဲ့ဖိုင်တာမျိုးထန်ခွေရှင်းရှိမှာလုံးဝမရှိခဲ့ပါဘူးထန်ခွေရှင်းရဲ့ဆိုင်ထိုးမှုတွေဟာဆောင်းချနိုင်ကိုဖိအားပေးနိုင်ခဲ့ပါတယ် သူရဲ့ဆိုင်လုံးမှုတွေကအင်အားပြေးသွားတယ်ဆိုပေမဲ့စိတ်လုံးနေတာကြောင့်တိကျမှုအပိုင်းမှာတော့တော်လင်းအားနည်းခဲ့ပြီးဆောင်ချိုင်နိုင်ရဲ့ခံစစ်ကိုထိုးပေါက်နိုင်မှုရုံးကန်ရတာများခဲ့ပါတယ်။စိတ်လုံးနေတာကထန်ခွေရှင်းကိုဒီဝဲရှုံးသွားအောင်တက်ပစ်လိုက်တဲ့အဓိကအချက်ဖြစ်ခဲ့ပါတယ်။စိတ်လုံးနေတာကြောင့်ကိုယ့်ရဲ့ တိုင်းစစ်ကမထီရောက်တော့ပဲစောင်းချန်တိုင်းရဲ့ကောင်းနေတာကိုမခံမနိုင်တော့တာပဲကောင်းတာပြန်ပြီးအထင်သာခဲ့ရပါတယ်ဒါကထန်ခွေရှင်းရဲ့အကွာဝေးထင်းကစားပေါ်အပိုင်းမှာလိုအပ်ချက်တွေအများကြီးရှိနေကြောင်းမြင်ခဲ့ရတာဖြစ်ပါတယ်ဒီနေရာမှာတော့စောင်းချန်တိုင်းနဲ့တဘာကစကားပြောသွားခဲ့ပါတယ်ထန်ခွေရှင်းရဲ့တိုင်းစစ်နဲ့ဖျားပေးမှုကိုပြန်ကစားခဲ့တယ်ဆိုပေမဲ့ရှုံးနေရာတွေမှာစိတ်ရှိရှိနဲ့ရှောင်ကစားရင်တပြန်တိုင်းစစ်ကိုထိထိမိမိအတုံးချသွားနိုင်ခဲ့ပါတယ်နောက်တောင်းတစ်ချိန်ကျတာနဲ့တိချက်ပိုင်းမှာအားနည်းခဲ့တာကထန်ခွေရှင်းကိုရှုံးသွားစေခဲ့တာပါဒါပေမဲ့ဒါကအခြေလမ်းအစားဖြစ်ပါတယ်စောင်းချန်တိုင်းကိုဒီလောက်ထိလုံးပြနိုင်တာနဲ့ပြည်သက်တွေကကျင်းနေကြပါပြီ ထပ်ပြီးပွဲရရင်တော့ထိုင်ဝေရှိန်းအနေနဲ့လိုအပ်ချက်တွေအများကြီးရှိနေပါသေးတယ်။ဒါပေမဲ့အသေးစားပြင်ဆင်ပြီးနောက်ပွဲတွေပြန်လာဖို့လိုအပ်မယ်ထင်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။